ရာသီဥကပြက်လေထနှုံရော့လေကျွန်တော်ခမီကယ်လို့ခေါ်တဲ့ဓာတုပစ္စည်းတွေပုံမသုံးစွဲရလေဖြစ်ပါတယ်ဆင်းရောင်လာမိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာကာရဝပြုပါတယ်ကျွန်တော်ကတော့တောင်သူရေးတည်ရှိနေတဲ့မိကွန်းတွေကိုဖြည့်ချပေးနေတဲ့ တူဦးလေးဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဆွေးနွေးပေးမယ့်ခေါင်းစဉ်ကတော့ဟူမစ်အက်ဆစ်အကြောင်းဖြစ်ပါတယ်ဒါဟူမစ်အက်ဆစ်ကတောင်သူတွေလည်းသိကျင်နေကြတယ်ကျွန်တော်စီလည်းခဏခဏမေးမြန်းနေတာကိုတွေ့လို့ဒီနေ့ဟူမစ်အက်ဆစ်အကြောင်းဆွေးနွေးပေးလိုက်ပါတယ် တော့ပထမဆုံးအနေနဲ့ humic acid ဆိုတာဘာလဲဆိုတာလေးကိုရင်ဆုံးဆွေးနွေးပေးပါရစေ။ humic acid ဒီ humus ကနေလာပါတယ်။ humus ဆိုတာကျွန်တော်တို့ဒီသစ်ဆွေးတက်ပါပဲ။ဒီတဘောကတောတောင်တွေထဲမှာတောရိုင်းတွေထဲမှာသေရွက်တွေကျွေးမယ်။သစ်ဆွေး မြေတွေဖြစ်သွားမယ်အနေအောင်သဆွေးမြေတွေဖြစ်သွားမယ်အဲ့တော့အဲ့ဒါကြီးကို humus လို့ခေါ်ပြီးတော့တဖြည်းဖြည်းနဲ့ဓာတ်ပြောင်းလဲလာတဲ့အခါမှာ humic acid ဖြစ်သွားပါတယ် humic acid ဒီ organic compound တစ်မျိုးပါပဲเนาะဒီ complex mixture ဆိုပြီးတော့ carbon ရယ် hydrogen ရယ် oxygen ရယ် nitrogen ရယ် sulfur ရယ်စုပေါင်းပါဝင်တဲ့ဓာတ်ပစ္စည်းဖြစ်ပါတ သူ့မှာအတန်အရေးအတွက်ဒီအသီးသီးရှိကြပါတယ်ကာဗွန်189ဟိုက်ဒရိုဂျင်186အောက်ဆီဂျင်89နိုက်ထရိုဂျင်6နဲ့ဆာဖာ1ပါဝင်ပါတယ်ဆာဖာ10ပါဝင်ပါတယ်အဲ့တွေဒီ organic compound လို့ခေါ်တာဖြစ်ပါတယ်တဘာဝအတိုင်းဒါမြေကြီးထဲမှာရှိနေပြီးသားပါဒါကိုဓာတ်ပွဲကနေမှလည်းပဲ ဒီဘူမေအစ်စ်ကိုပြုလုပ်သုံးဆွဲပြီးတော့ဈေးကွက်ထဲမှာ ရောင်းချနေတာလေးရှိပါတယ်ဘူမေအစ်စ်ပါတယ်ဘူဘေအစ်စ်ပါတယ်ပေါ့နော်နှစ်ခုတွဲပြီးတော့ထုတ်လုပ်ပါတယ်ဒီထဲမှာဒီအစင်းမင်းမင်းနဲ့ပိုတက်ဆီယမ်မှာတွဲပြီးတော့ပိုတက်ဆီယမ်ဘူမေဆိုပြီးတော့အဲထုတ်လုပ်တာတွေလည်းရှိပါတယ်နော်အမုံပုံတရံရှိတယ်အခဲပုံတရံရှိတယ်အကြီးပုံတရံရှိတယ်ပေါ့နော် အဲပါဝင်တဲ့ဒီဟူမစ်အဆစ်ရာခိုင်နှုန်းလည်းပဲဒါအမျိုးမျိုးရှိကြပါတယ်เนาะအဲ့တော့ဟူမစ်အဆစ်ဆိုတာဒီတဘာဝ organic compound တစ်မျိုးဖြစ်တယ်ဆိုတာတော့သိသွားပြီမြည်ထဲမှာထည့်လိုက်လို့ရှိရင်ဟူမစ်အဆစ်ကဘလို့အလုတ်လုတ်တာလဲဆိုတာလေးကိုဆက်ဆွေးနွေးကြအောင် မြေကြီးတဲ့ကိုဟူမစ်အက်ဆစ်ထည့်လိုက်လို့ရှိရင်ဘလို့လို့လို့တလဲဆိုရင်တကူတဲ့နဲ့ရှင်းအောင်ပြောရမယ်ဆိုရင်တော့ CEC ပလန်မှုမြင့်တင်ပေးတာပါ CEC ဆိုတာ cation exchange capacity ပေါ့เนาะဓာတ်ဖိုပလဲနိုင်စွမ်းအားကိုမြင့်မားစေတာပါပဲဘလောက်ထိမြင့်မားအောင်လုပ်ပေးနိုင်လဲဆိုရင်ဒီမြေကြီးတဲ့ကိုဟူမစ်အက်ဆစ်ထည့်လိုက်လို့ရှိရင်90ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းအထိ ဓာတ်ပုံပလဲနိုင်မှုပံ့ပိုးပေးနိုင်တယ်လို့ဆိုပါတယ်ဓာတ်ပုံပလဲနိုင်စွမ်းအားကဘာကြောင့်အေးပါလဲဆိုလို့ရှိရင်အပင်တွေမှာအဟာရချို့တဲ့လေဆိုတာဒီဖိုဓာတ်ဆောင်တဲ့အဟာရတွေကကျော်ပါသွားလို့ဖြစ်တာများပါတယ်အဲ့လိုဓာတ်ပုံအဟာရတဲ့တွေဖြစ်တဲ့ကယ်ဆီယမ်နေမက်ဂနီဆီယမ်နေပိုတက်ဆီယမ်နေအမိုနီယမ်နေဆိုဒီယမ်နေဟိုက်ဒရိုဂျင်အိုင်ယွန်းနေ ချို့တဲ့လို့ရှိရင်အပင်တွေကနော်ဒီအာဟာရချို့တဲ့ပြီးတော့အရွက်တွေဝါတာမျိုး အပင်တွေပူတာမျိုးနော်အမြစ်တွေအစ်မထွက်တာမျိုးဒါဘယ်လက္ခဏာဒီမှာပြပါလိမ့်မယ်အဲ့လိုအခြေအနေမျိုးမှာဒီ humic acid ထည့်ထားမယ်ဆိုလို့ရှိရင် humic acid ကခုနပြောပြတဲ့ organic compound တွေကနေတဆင့်ဒီကနန်းလက်မပုံစံမျိုးနဲ့ဓာတ်ဖိုတွေကို ချီလေးလုတ်ပေးပါတယ်။ချီလေးလုတ်ပေးရဆိုတာဒီကယ်ဆီယမ်မက်ဂနီဆီယမ်ပိုတက်ဆီယမ်တွေကိုကနားလက်မပုံစံနဲ့ညက်ယူပြီးတော့အပင်ဒီအမြင့်ဒီအစာစားနိုင်အောင်လုတ်ပေးတာပါပဲ။ဒါကိုချီလေးလုတ်တယ်လို့ခေါ်ပါတယ်။အဲ့လိုအာဟာရဓာတ်အပင်ဒီကိုစားတော့နိုင်အောင်ပံ့ပိုးကူညီပေးတဲ့လုပ်ငန်းကိုဦးမေအစစ်ကလုတ်ပေးပါတယ်။ အဲ့တော့ပတ်ဝန်းကျင်ဖြစ်အားဖြစ်တဲ့ဒီ environmental sweat လို့ခေါ်တဲ့မိုးများခြင်းမိုးခုန်ခြင်းဘူးကြီးမြင့်ခြင်းဘူးကြီးနှိမ်ခြင်းရေချင်ခြင်းမြေငန်ခြင်းကြောင့်အပင်တွေမှာအဆမ်းစားနိုင်မှုနောက်သီးနှံစိုက်ခင်းတွေမှာဟာလာအမြင့်တက်မထွက်လို့အပင်တွေမတက်ဘူးအပင်တွေပူနေမယ်ဆိုတဲ့အနေအထားမျိုးမှာ humic acid ထည့်ပေးရင်ဥမဲ့အစ်ဖြန်းပြီးလို့ရှိရင်ဒါအပင်တွေကစိမ့်ဆူပြီးတော့အလုံးလုံးနိုင်တဲ့အာဟာရဓာတ်တွေကိုစားတော့အောင်လုပ်ပေးနိုင်တယ်ဆိုတာမျိုးကိုဒါဥမဲ့အစ်ကပံ့ပိုးပေးတာဖြစ်ပါတယ်အဲ့ဒါအပြင်မြေထဲမှာအကျိုးပြုနူစီဝါလို့ခေါ်တဲ့မြေတွန်းမိုက်ခရိုတွေပွားများအောင်လည်းလုပ်ပေးပါတယ်ဘလို့ကြောင့်ပွားများရလဲဆိုရင်ဥမဲ့အစ်စတမပါတဲ့ဒီကာဗွန်တွေကို မိုက်ခရိုတရားနေစားတော့ပြီးတော့ပွားများလာတာဖြစ်ပါလေ။ဟောမြေကြီးထဲမှာအကျိုးပြုလူစီဝါမြများခြင်းဟာမြေကြီးရဲ့ healthy soil လို့ခေါ်တဲ့မြေကြီးကျန်းမာမှုမြင့်တင်ပေးတာပါပဲ။မြေကြီးကျန်းမာလို့ရှိရင်အပင်တွေလည်းပဲအစာစားအကောင်းပြီးတော့ပြီးနိုင်နေကိုဟောကြီးထွားစေပါလေ။မြစ်တွေမဖွံ့ဖြိုးတာကိုဖွံ့ဖြိုးလာအောင် เนาะအပင်နေမကြီးတာကိုကြီးလာအောင်အပင်နေမစိမ့်တာကိုစိမ့်လာအောင်လုပ်ပေးနိုင်တာဥမေအစစ်ရဲ့လုပ်ငန်းဖြစ်ပါတယ်ဒါကြောင့်ဥမေအစစ်ကို bio stimulation လို့เนาะဒီဇီဝအကျိုးပြုအမှုဇီဝစွမ်းအားပြင်စေလို့ခေါ်ကြပါတယ်အဲ့တော့ဒါကိုရှင်းအောင်ပြောမယ်ဆိုရင်မြည်ရေးဟာအနုလက္ခဏာရှိတယ် အဘာဓာတ်တည်းရအပေါင်းလက္ခဏာရှိတယ်အဲ့တော့မြေကြီးနဲ့အပေါင်းလက္ခဏာဆောင်တဲ့ဓာတ်ပုံတွေနဲ့ပေါင်းစပ်ဖို့ဒါဟူမေအစစ်ကဂျာဂန်ဆောင်ရွက်ပေးတာဖြစ်ပါတယ်နော်အမြေကြီးတွေကဟူမေအစစ်ထဲလေလို့ရှိရင်အပင်တွေအတွက်ဘလို့အကျိုးရှိသလဲအကျိုးရှိသလဲဆိုတာလေးကိုဆက်ဆွေးနွေးကြအောင် ဘူးမဲစစ်ထည်ခြင်းအပြင်အဲ့ဒီအပင်တွေကအမြစ်တွေဖွံ့ဖြိုးလာမယ်အမြစ်တွေထွက်လာမယ်ရေငတ်တန်ခံမယ်ရေဝတ်တန်လည်းခံမယ်အပင်လေးတွေအပင်ပေါအားကောင်းလာမယ်အမြေတွင်းမြေကြီးထဲမှာလေဝင်တွေထွက်တည်ကောင်းမယ်စပားတွေမှာအမြစ်ကလေးမရှူနိုင်လို့နီတိုဖြစ်တယ်ဆိုလို့ရှိရင်ဘူးမဲအစစ်ပိုတက်ဆီယမ်ဘူးမဲထည့်လိုက်လို့ရှိရင်မြေစုံတွေလေးရှူနိုင်လာမယ်ပေါ့နော် ။နောက်မြေချင်းမြငန်ချင်းကြောင့်အပင်ဒီအစာမစားနိုင်မှုဆိုရင်လည်းပဲခုမဲ့အစ်စ်ထည့်လိုက်လို့ရှိရင်မြေချင်းမြငန်ကိုကျော်လွှားနိုင်ပါတယ်။မြေချင်းအောင်ငါအောင်ငါနာအောင်ချင်းအောင်လုပ်ပေးနိုင်ရမျိုးမဟုတ်ပေမဲ့မြေချင်းမြငန်ကြောင့်အစာမစားနိုင်တာမျိုးကိုခုမဲ့အစ်စ်ကကျော်လွှားပေးနိုင်ပါတယ်။နောက်မြေတွင်းအမှုသူကတက်ရှိတွေပေါများစေမယ်။မစားနိုင်တဲ့အာဟာရတဲ့ဒီကိုစားနိုင်အောင်ဘုမေအစစ်ကနေပြီးတော့ပံ့ပိုးကူညီပေးတယ် ။နောက်ယာတိရုဒံပိုးမွားယောဂတံကိုခန္ဓာရင်ရှိအောင်ဇီဝကမ္မကိုထောက်ပြပေးတယ်။ထနှုံးတွေကောင်းလာမယ်၊အည်သွေးတွေကောင်းလာမယ်ပေါ့။ဒါဥမေအစစ်ထည့်ခြင်းရဲ့အကျိုးအာနိသင်တွေဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ဥမေအစစ်ကိုဒါအသုံးပြုတင်လာတော့တေချာသွားပြီ။ဘလို့အသုံးပြုရမလဲ။တောင်းသူသူသိချင်ပါလိမ့်မယ်။အဲ့တော့ဥမေအစစ်ကိုသုံးမယ်ဆိုလို့ရှိရင်တော့ ရေကန်ဖြစ်ဓာမြေဩဇာနဲ့တွဲဖက်သုံးပြုလို့ရပါတယ်။အဲလိုသုံးပြုခြင်းအပြင်ဓာမြေဩဇာတေကောက်နှစ်အိတ်ထည့်မယ်ဆိုလို့ရှိရင်အဲတအိတ်ပဲထည့်ပြီးတော့တအိတ်ကိုဟူမေအစ်စ်အမုတ်30ကီလိုနဲ့ရောပြီးတော့မြေကန်ဖြစ်ဓာတုလျှော့ချ30ရေအနေနဲ့သုံးလို့ရပါတယ်။နောက်ဓာတ်တဲ့ပိုတက်ဆီယမ်ပါတဲ့ဟူမေအစ်စ်ပူပအစ်စ်နဲ့ရောပြီးတော့သုံးမယ်ဆိုရင်တရားခိုင်တော့ရေပြိုဆေးမှု နေနဲ့သုံးမယ်ဆိုရင်တော့တေကောက်2 kg ရက်နေ6 kg သုံးလို့ရပါတယ်တခြားဓာတ်မြေဩဇာနဲ့လည်းပဲ gypsum တို့ဓာတ်မြေဩဇာတို့ dolomite တို့ရောနောပြီးတော့သုံးပြုလို့လည်းရတယ်လို့သူ့ရည်ရဲ့တည်တံ့လည်းသုံးပြုလို့ရပါတယ်မျိုးပေါင်းဒီ site ခင်းနေမှာလည်းပဲလမ်းမြေကြီးတဲကိုကျက်ပက်ပြီးတော့သုံးပြုလို့ရတယ်ရွှေဖြန်းမြေဩဇာအနေနဲ့သုံးမယ်ဆိုရင်လည်းပဲဘောင်ပေါ်မှာပဲဖြန်းဖြန်းအပင်ပေါ်မှာပဲဖြန်းဖြန်း သုံးမယ်ဆိုရင်လည်းရပါတယ်လေးကာလာဝန်ဆေးပါမုံသုံးကိုအရင်ဆိုရင် 50cc အမုံဆိုရင်50ဂရမ်ထည့်ပြီးတော့ဖြန်းပေးပါလူစီလူနေစီအဖြစ်သုံးမယ်ဆိုရင်လည်းပဲအပင်ပေါအားကောင်းမယ်ပူမယောဂတန်ခံမယ်နောက်တဘာဝပတ်ဝန်းကျင်ဒီအားတွေကိုကျော်လွှားနိုင်မယ်ပေါ့နော်အဲ့လိုသုံးမယ်ဆိုရင်တော့မျိုးစစ်တည်င်းကို gypsum sorry ဒီဥစည်းတည်ရင်ကိုကူမီအက်ဆစ်100ဂရမ်လုံးလူးနေစိုက်ပျိုးလို့ရပါတယ်။နော်လူးနေနီးကတော့တောင်းသူတွေတည်ပြီးသားပါမျိုးစေ့ကိုရေလေးနဲ့တောက်ပြီးတော့ဒါဟူမီအက်ဆစ်ကိုလူးနေပြီးတော့ချက်ချင်းလူးချက်ချင်းစိုက်လို့လည်းရပါတယ်နော်။လက်အိတ်လေးတော့ဆွပေးပါ။ဆိုတော့ကဒီနေ့ဆွေးနွေးတဲ့ဟူမီအက်ဆစ်ကြောင်း ချို့အဖြစ်ဆီဆွဆူနီပြရမယ်ဆိုရင်ဒီနေ့မြန်မာနိုင်ငံဘာဝင်ကဘာမှာတဘာဝပဝန်ကျင်နေပျက်စီးနေတယ်ရာသီဥတုပြောင်းလဲပြီးတော့ဒီနိုင်နေဘူမယောဂါကြီးထူပြောလာတယ်နော်ထွန်းနှုတ်ကြီးရော့လာတယ်အည်သွေးကြီးရော့လာတယ်အဲ့ဒီတွေ့ကျွန်တော်တို့တောင်သူတွေအနေနဲ့နော်ဓာတုဘုဒ္ဓစီတွေနမုဒ္ဒစီတွေပေါင်းဒစီတွေ ာတုဓာတ်မီဩဇာတွေပို့မို့ပြီးတော့သုံးဆွဲနေရပါတယ်အဲ့တော့မီးပြက်လေရာသီဥကပြက်လေထနှုံရော့လေကျွန်တော်တို့ခမီကယ်လို့ခေါ်တဲ့ဓာတုပစ္စည်းတွေပို့မို့သုံးဆွဲရလေဖြစ်ပါတယ်အဲ့လိုပို့မို့သုံးဆွဲလေပုံကြားစိတ်များလေဖြစ်ပါတယ်ပုံကြားစိတ်များလေအကျိုးမြတ်နည်းလေဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးကိုလွန်မြောက်ဖို့ဆိုလို့ရှိရင် ဒီ bio stimulation product လို့ခေါ်တဲ့ဇီဝလုံဆောင်မှုထောက်ပံ့ပစ္စည်းလို့ခေါ်တဲ့ဒီ human asset တွေကို organic matter အစာထိုးပစ္စည်းအဖြစ်အသုံးပြုဖို့တိုက်တွန်းလိုပါတယ်နော်ဓာတုဓာတ်မျိုးစားရှုရှား30ရေးအဖြစ်၎င်းတဘာဝပတ်ဝန်းကျင်ထင်းသိမ်းရေးအဖြစ်၎င်း စာအစာဘေးကင်းလုံခြုံရေးလို့ခေါ်တဲ့ဖူးစီဂျူဂျီဖြစ်၎င်းဒါခုမီအစ်စ်ကို၃ဆွဲတင်ပါတယ်။နော်၃ဆွဲချင်းအဖြစ်လည်းပဲနော်တိနာထုံုံနေတိုးလာမယ်။နော်ဘူဂျာစိတ်တွေတက်တာလိုက်မယ်။နော်ဓာတုရှော့ချ၃ဆွဲချင်းအဖြစ်အစာအတော့တွေဘေးကင်းလုံခြုံလာမယ်။ဘူဂျာစိတ်တွေနေပြီးတော့ ်အထုံလုံးနေတိုးလာမယ်စားစားရရဒီဆက်စင်းပဲ agriculture လို့ခေါ်တဲ့ရေစီစိုက်ပျိုးနည်းစနစ်အတွက်ထောက်ကူပြုလာမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းစေးအောင်လန်းတောင်သူများကိုဘုဒ္ဓတရရှိခြင်းကခုမိအစ်စ်အကြောင်းဇူနီပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာကြပါစေ